အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတဲ့ဆောင်းပါးကောင်းလေးကတော့ဆိုင်းဆရာမနန်းနိုင်စနေဟေးသားထားတဲ့90 10နီးရာမှာအစာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွှေချယ်ဖတ်ပြတင်ဆက်ပေးတာမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကပျော်ရွှင်ခြင်းရဲ့အနှစ်သာရလို့အမည်ရတဲ့ဆောင်းပါးကောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင် ကြည့်အောင်ပါခင်ဗျာပျော်ရွှင်ခြင်းရဲ့အနှစ်သာရ ဘဝမှာတချို့ကအကောင်းမြင်သူပျော်ရွှင်နေသူတချို့ကအဆိုးမြင်သူမပျော်ရွှင်သူအဖြစ်ကျွန်တော်တို့တွေ့နေရတယ်။ဒါဟာဘာကြောင့်လဲ။တကယ်တော့လောကကြီးကဘာမှမပြောင်းလဲပါဘူး။လူတွေရဲ့စိတ်ကြီးသဘောထားကပြောင်းလဲနေလို့ဖြစ်တယ်။ဘလောကဒိုးနဲ့ရောင်းနဲ့ဆိုင်တဆိုင်ရဲ့ဆိုင်မှုတစ်ခုကိုကျွန်တော်တွေ့လိုက်တယ်။ဆိုင်မှုပေါ်ကြီးထတာက အကောင်းမြင်သူနဲ့အဆိုးမြင်သူရဲ့ခြားနာချက်ဟာအရန်တင်းငယ်လွန်းနေ။အကောင်းမြင်သူမြင်တာကချိုးတဲ့ဒိုးနဲ့ဖြစ်တယ်။အဆိုးမြင်သူမြင်တာက ဒိုးနဲ့အလဲကအပေါက်ကိုဖြစ်တယ်လို့တူ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 နဲ့ဟာကနှောတဲ့အဲ့ဒီစာကြောင်းကပျော်ရွှင်ခြင်းရဲ့သဘာဝတရားကိုဖော်ပြနေတယ်။တကယ်တော့လူတွေရဲ့မျက်စိနဲ့မြင်တဲ့အရာတွေဟာအရာဝတ္ထုရဲ့လုံလုံလည်ရအရာဝတ္ထုပုံသဏ္ဍာန်ကိုမြင်တာမဟုတ်ဘူး။သူတို့မြင်တာကသူတို့လိုချင်နေတဲ့သူတို့ရှာဖွေနေတဲ့ပုံစံကိုပဲဖြစ်တယ်။အကောင်းမြင်သူနဲ့အဆိုးမြင်သူတို့ဟာလိုချင်တာမလိုကြဘူး။ရှာဖွေတာမလိုကြဘူး။ဒါကြောင့်သူတို့ရဲ့အရာဝတ္ထုပေါ်မှာမြင်တဲ့အမြင်ဟာကွဲပြားပြီး မတူတဲ့စိတ်သဘောထားနှစ်ခုဖြစ်ကြရတယ်။တနေ့မှာယသနာအယောင်းဆိုင်ကအယောင်းကောင်းလာမှကျွန်တော်ရက်နေခဲ့တယ်။စာအုပ်တွေထည့်ထားတဲ့အထုပ်တထုပ်ကိုကောင်းတာပေါ်ကျွန်တော်တင်ထားတယ်။တအောင်ပြီးတော့အဝယ်စားတက်တက်ရဲ့ရဲ့ခန့်ခန့်ညံ့ညံ့နဲ့လူတယောက်ဝင်လာတယ်။ကောင်းတာရှိမှရက်ပြီးယသနာတွေကိုသူကြည့်တယ်။ကျွန်တော်ကရင်ရင်ကြီးကြီးနဲ့ကောင်းတာပေါ်တင်ထားတဲ့ကျွန်တော်ထုပ်ကိုနေရာရွှေ့ပေးလိုက်တယ်။အဲ့ဒီမှာအဲ့ဒီလူကကျွန်တော်ကိုဒေါသတကြီးနဲ့ကြည့်ပြီးသူကဖြောက်မှတ်တယ်သူ ျွန်တော်အထုပ်ကိုအလစ်တုပ်တဲ့စိတ်တစက်မှမရှိဘူးလို့ပြောတယ်။သူ့ကိုကျွန်တော်မယုံသင်တာဖြစ်တယ်ဆိုပြီးတကားကိုစောင့်ပေးပြီးဆိုင်ထဲကနေသူထွက်သွားခဲ့တယ်။ကျွန်တော်အရင်အံ့ဩမိတယ်။ကျွန်တော်မတော်တဆပြုလုပ်လိုက်တဲ့အသိငယ်တဲ့အပြုတ်မှုတစ်ခုကသူ့ကိုအကြီးအကျယ်ဒေါသဖြစ်သွားစေခဲ့တယ်။နောက်မှကျွန်တော်သုံးသပ်မိတာကသူ့နဲ့ကျွန်တော်ဟာချမ်းသာတဲ့လောကကြီးမှာရှိနေသလိုပါပဲ။တကယ်တော့လောကကြီးမှာဘာမှမပြောင်းလဲဘူး။ချမ်းသာတာက သူနဲ့ကျွန်တော်ရဲ့အရာဝတ္ထုတစ်ခုပေါ်မြင်တဲ့စိတ်နေသဘောထားပဲဖြစ်တယ်။အဲ့ဒီအဖြစ်ပြက်ဖြစ်ပြက်ပြီးရက်အနှဲငယ်အကြာမနက်ခင်းတစ်ခုမှာကျွန်တော်အိယာကထားတာနဲ့စိတ်မကြည်ဖြစ်နေခဲ့တယ်။ဒီတနေ့ကိုခါတိုင်းလိုပဲတမယိုးကျအလုပ်တွေနဲ့ဖြတ်ကျော်ရအောင်မယ်။လောကကြီးကပြင်းကြီးငင်းဝေးစရာကောင်းလိုက်တာလို့ကျွန်တော်ခံစားမိတယ်။ရိုးတဲ့အလုပ်ရှိရာသွားဖို့ကားတွေရှုပ်ထွေးညပြတဲ့လမ်းမပေါ်မှာကားမောင်းရင်ကျွန်တော်အလိုလိုဒေါသထွက်နေမိတယ်။ဒီလောက်တုံးအားတဲ့ကားစရာတွေကဘာဖြစ်လို့ကားမောင်းမယ်စေဖို့အလွယ်တကူရခဲ့ကြတယ်လဲ။ ကားကိုအရန်မြန်လိုက်အရန်နှိမ့်လိုက်နဲ့မောင်းနေတဲ့ကားဆရာကြီးရဲ့ license တွေကိုတိမ့်လန့်ချဖို့ကောင်းတယ်လို့ကျွန်တော်တွေးနေမိတယ်။အဲဒီနောက်လမ်းကွာတစ်ခုမှာ truck car တစ်စီးနဲ့ကျွန်တော်ကဘင်းသူရောက်ခဲ့တယ်။ truck car မောင်းသူကိုကျွန်တော်ကြည့်ပြီးကျွန်တော်စိတ်ထဲတွေးနေမိတာကဒီကောင်ကားကြီးမောင်းနေဆိုပြီးတဟုန်တို့ရှေ့ကိုကြောတတ်တော့မယ်။ဒါပေမဲ့ truck car ဆရာဟာကားပြင်းကနေလက်ပြပြီးရှင်ပြတဲ့အပြုံနဲ့ကျွန်တော်ကိုနှုတ်ဆက်နေခဲ့တယ်။လမ်းကွာကိုကျွန်တော်အရင်ကြောဖြတ်နေခြင်းကျွန်တော်ဒေါသစိတ်တွေဟာအလိုလိုနေရင် ောက်သွားခဲ့တော့တယ်။ကျွန်တော်စိတ်တွေပေါ်ပါလန်းဆန်းလာခဲ့တယ်။ထရကာဆီယာရဲ့အပြုအမူဟာကျွန်တော်ကိုတခြားလောကတွေရောက်သွားစေသလိုပါပဲ။တကယ်တော့လောကကြီးကဘာမှမပြောင်းလဲပဲသူ့နှကိုအတိုင်းကြည့်ရှိနေပါတယ်။မတူတာကကျွန်တော်ရဲ့စိတ်ညီသဘောထားပဲဖြစ်တယ်။လောကမှာအသက်ရှင်နေသူအားလုံးနဲ့ဒီလိုအဖြစ်အပျက်မျိုးကိုကြုံကြရရလိမ့်မယ်။ဒီလိုအဖြစ်အပျက်တွေဟာပျော်ရွှင်ခြင်းကိုရှာဖို့ကျွန်တော်တို့အတွက်အကောင်းဆုံးနည်းဖြစ်တယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်း ပထမဆုံးပြည်ပြင်ပြောင်းလဲရမှာကျွန်တော်တို့ရဲ့စိတ်နေသဘောထားကိုဖြစ်တယ်။ဒါမှပျော်ရွှင်တဲ့ဘဝကိုကျွန်တော်တို့ရနိုင်မယ်။ဒါဟာပျော်ရွှင်ခြင်းရဲ့အနှစ်သာရလို့ကျွန်တော်မြင်မိတယ်။အခုကျွန်တော်ဖတ်ပြနေဆက်ပေးခဲ့တဲ့ဆောင်းပေါင်းကောင်းလေးကတော့စာရေးဆင်မှနန်းနိုင်စနေရေးသားထားတဲ့60ဒေစင်ကြီးရမှာစာအုပ်ထဲမှာပျော်ရွှင်ခြင်းရဲ့အနှစ်သာရလို့အမည်ရတဲ့ဆောင်းပေါင်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြနေဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီဆောင်းပါးလေးပါဆိုလို့ရှိရင်ကျွန်တော်တို့ ပျော်ရွှင်ခြင်းရဲ့အနှစ်သာရကိုတွေ့ရှိဖို့အတွက်ကျွန်တော်တို့ရာကျွန်တော်တို့ရဲ့ပင်ကိုစိတ်နေသဘောထားကျွန်တော်တို့ရဲ့အမြင်တွေကိုပြောင်းလဲပြန်မာရပါမယ်ကျွန်တော်တို့တွေပင်ကိုအမြင်တွေဟာကျွန်တော်တို့တစ်ဖက်သက်ဆန်းနေမယ်တမမို့ကျွန်တော်တို့တွေးကြည့်ရတယ်တွေးနေမယ်ကျွန်တော်တို့ထင်ရမြင်ရတယ်ညင်းနေမယ်ချင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပကတိလက်ရှိအရှိတရားနဲ့ကျွန်တော်တို့အထင်အမြင်တွေဟာလွဲချော်သွားနိုင်ပါတယ်အဲ့ခါကြလို့ရှိရင်ကျွန်တော်တို့လက်ရှိအခြေအနေတွေကိုလက်မခံနိုင်တာ လက်ရှိအဖြစ်အပျက်တွေကိုလက်မခံနိုင်မင်းနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ထင်နေတဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့လိုက်ပြီးတော့ကျွန်တော်တို့စိတ်တွေဟာအာလောင်ပိတ်ပြီးတော့မွန်းကျင်နေပါလိမ့်မယ်ကျွန်တော်တို့တွေဒေါသတွေထွက်နေပါလိမ့်မယ်စိတ်တွေဆိုးနေမယ်ဒီလိုတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တကယ်လက်ရှိအစီတရားနဲ့ကျွန်တော်တို့ရဲ့စိတ်ကတသားတွေဖြစ်ရပါမယ်ကျွန်တော်တို့ရှင်မပြောထားသလိုပဲဒီကျွန်တော်တို့ဘဝမှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်းနဲ့ဆိုရင်တော့ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာကျွန်တော်တို့ရဲ့စိတ်နေသဘောထားမှာဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ကျွန်တော်တို့အကောင်းမြင်စေလို့ပြောရင်တော့ပို့ပြီးတော့မှန်မှန်လေးမှထင်ပါတယ်။ကျွန်တော်လူတွေပြောနေကြတဲ့အကောင်းမြင်စေအဲ့လိုအကောင်းမြင်စေရှိခြင်းကကျွန်တော်တို့တွေပြစ်ဆုံးမှလက်ရှိဘဝမှာကိုယ့်ကိုဘဝကိုပျော်ရွှင်အောင်နေနိုင်မယ့်အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲဒါကြောင့်မလို့ဒီလိုမျိုးဆောင်းပါးကောင်းလေးပါတဲ့ဇေမနန်နိုင်စနေရဲ့90 30နေရာမှာဝင်ရင်းစာအကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ ကျွန်တော်ရဲ့ literature fee channel လေးမှာတိုက်တွန်းလိုက်ပါရစေခင်ဗျာ။နားဆင်သူများအားလုံးဘေးရန်ကပ်သိန်းကင်းကျင်းကြပါစေ။ဒေါတာကပ်သိန်းကင်းကျင်းကြပါစေ။စီးရဲကပ်သိန်းကင်းကျင်းကြပါစေ။နှလုံးစေဝံအေးချမ်းကြပါစေ။နားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးလုံးဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနားဆင်ပေးခဲ့ချသူပေဦးရီယောက်ချင်းကိုစုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။